ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့မာလဲရွာစာတင်ကျောင်းကိုအကြမ်းစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့ညနေ9နာရီကမှမရရမြို့နယ်ဘက်ကနေစစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့စင်ကူးမြို့နယ်မာလဲရွာစာတင်ကျောင်းကို အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုအတွင်ပြည်သူ၅ဦးသေဆုံးပြီးတော့ပြည်သူ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်စာတင်ကျောင်းဝင်းအပါဝင်းအနီးနားမှာရှိတဲ့အဆောက်အဦ၃လုံးနဲ့ထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မလဲရွာစာတင်ကျောင်းကိုဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter က၄ကျောင်းကနေဘုံကျဲသွားတာပါ။ပြည်သူ၅ဦးသေဆုံးပြီး၅ဦးထက်မနည်းဒဏ်ရာရသွားတယ်။စာတင်ကျောင်းအပါဝင်းအနီးနားကအဆောက်အဦ၃လုံးနဲ့ပျက်စီးသွားပါတယ်။အဲ့ဒီ နေရကမရယာဘက်ကနေလာရောက်တဲ့စစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့နေရာပါလို့စင်ကုန်းမြို့နယ်ပကဖသတင်းတာဝန်ခံကိုတန်မဏိကရှင်းပြထားပါတယ်။လက်ရှိချိန်မှာအကြမ်းမစစ်ခွေးတပ်ကစင်ကုန်းမြို့နယ်အတွင်းစစ်ပေးဆောင်ပြည်သူများကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေတဲ့အတွက်ကြောင့် မြို့နယ်အတွင်းထုတ်ပြန်ထားတဲ့လေကြောင်းသတင်းများကိုပြည်သူများအာရုံစိုက်ကနားထောင်ပြီးတော့နေထိုင်ကြရန်မိတာရက်ခံထားကြောင်းကိုတန်မဏိကပြောဆိုထားပါတယ်။အလားတူပဲနိုဝင်ဘာလ9ရက်နေ့ကလည်းအကြမ်းမဆက်တက်ကစင်ကုန်းမြို့နယ်ဖေပြည်ကျေးရွာစတင်ကြောင်းနဲ့နောင်ကုန်းကျေးရွာကိုဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခတ်မှု၅ချိန်ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်မရရမြို့နယ်ဘက်ကနေလာတဲ့စစ်ဘေးရှောင်ပြည်သူ၄ဦးသေဆုံးပြီးပြည်သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။